ိုင်းခံစားချက်တွေမကောင်းလို့ကျမခံစားချက်တွေမကောင်းဘူး။အကောလုံးကတော့ဟိုတငယ်ချင်းတွေဟိုသူဆုပေးလိုက်တယ်လို့ပဲ။အဲ့တော့သူကလူခွဲရလဲခတ်တယ်။အဲတကယ်တော့လေဟိုဟိုခုတာဟိုဇီးရလောက်ပြင်တာပုံများပါတယ်။ကားရိုက်တာ၁၀ရက်ဆိုလို့ရှိရင်သူဇီးရလောက်ပြင်တာ၁၀ရက်လောက်ဟို၁၇ရက်လောက်ကိုဖြစ်ပြီ။သူတကယ်အကောလုံးကိုလိုက်ပြီးအဆင်ပြေလား။ဟုတ်ပါဘူး။ဒီတငယ်ချင်းရေငါအရန်လည်းညစ်ရတယ်။နောက်နေ့ကျရင်ငါ့ကိုဆော့ဆော့လာပြီးပါအောင်။အဲ့ဒါကတော့သူ လူတိုင်းလိုက်တောင်းမှန်နေရတာလေအဲ့ဆိုညဘက်တီတအားရိုက်တဲ့အခါကျမနဲ့ဆိုရှူတရနောက်ကြပါဆိုးလို့လေဒီမှာလေကျောက်တောက်လို့ပြောနေရမဟုတ်ဘူးလားကျောက်တော့မမြင်စင်တာမမြင်အောင်ကျောက်ကတားနေတာဘာပြောပါထွန်းတော့ကတကယ်သူရဲ့အလုပ်ကိုသူကတာဝန်ကျေတယ်အဲပါတဲ့သူတွေအမှုပညာရှင်တွေပေါ်မှာလည်းတာဝန်ကျေအောင်သူဆက်ဆံတယ်အဲကိုလေးကလည်းပဲပြောရလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဟိုသူ့ကိုဝင်းရံပေးရတတ်တယ် သူလာပြောတဲ့အကိုရင်းမှုအစီအစဉ်လည်းမရှိသလိုဘာဇလန်ဆိုတာလည်းကျွန်တော်တို့သိချာချာတော့မသိဘူးပေါ့နော်။မိကျရောက်တော့မသိဘူး။ဒါကသူ့ကိုချစ်တဲ့သူတွေဝိုင်းဝန်းပြီးတော့သူ့ကိုရံပေးကြတဲ့ကာရဏပါ။အာသူတို့အနေနဲ့ကလည်းသူထားတဲ့စိတ်သူအကျိုးပေးတယ်။သူကလူချစ်လို့ပြောတယ်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကလည်းသူကူညီတောင်းတဲ့အချိန်မှာကျွန်တော်တို့ကလည်းမငြင်းပါဘူး။အာသူပြောတဲ့အတိုင်းပါပဲ။ကျမတို့အကောင်လုံးတူးစားပြီးတော့တရုတ်ဆောင်နေပါတယ် တော့စမ်းတော်တော်ဆိုတော့ဇမင်းသမီးကာရိုက်တာလေးပါရှင်ပြရကတော့သူတွေတူတူတော့အများကြီးတော့မရှိပါဘူးအာဒါကိုလူတွေပဲဆိုတဲ့ခါကျတော့ shooting မှာပို့ပြီးတော့ပြောရတာပေါ့ပို့ပြီးတော့ပြောရတယ်ပို့ပြီးတော့ခွေရတာပေါ့နော်ပြီးတော့နိုင်စင်းတွေမများရိုက်တဲ့အတွက်တော့အေးပြတ်တာပေါ့အဲ့ဒါတော့မတရားပါပဲပေါ့ဒါစကားပြောတယ်ဆိုလို့ရှိရင် topic ကထူတယ်လေဒီလားအာဟိုဟာပါပဲဟိုဟာ ုနောက်ပိုင်းကျတော့အငယ်တွေနဲ့ကျတော့စကားပြောရင်ကသူကသူတို့နောက်ကိုကိုမလိုက်နိုင်တော့ဘူးလို့ဆိုတော့ကိုလူရဲ့ချင်းချင်းဆိုတော့ပြောစရာကြီးလေအကြောင်းအရာလေးများများရှိတာပေါ့ရှင်ကိုထွန်းဇက်ညမဟုတ်ကိုကိုမင်းကိုဆိုနတ်တန်ခွေကဇက်ညမသူကဇက်လန်းမှာပဲဟုတ်ဇက်လန်းနဲ့စီစဉ်သူပေါ့ရှင်အဲ့ဒါဆိုတော့သူကဇက်လန်းကြီးကကောင်းပါလေချစ်စရာကောင်းပါလေကြည့်ရမှာပါအဲသူတို့အဲ့ဒါကတော့ဒရိုက်တာရဲ့ပညာရဲ့ပုံမှုတရားပေါ့နော်ကိုကတော့ကိုရဲ့အပိုင်းမှာတော့ကိုကအကောင်းဆုံးစူးစမ်းပြီးတော့တည်ယူဆောင်ထားပါတယ်အဲတကယ်တော့လေဟိုဟိုခုတာ ဟို0လောက်မြင်တာပုံများပါတယ်ကားရိုက်တာ10ရက်ဆိုလို့ရှင်သူ0လောက်မြင်တာ10ရက်လောက်ဟို17ရက်လောက်ကိုဖြစ်ပြီသူတကယ်အကုန်လုံးကိုလိုက်ပြီးအဆင်ပြေလားဘယ်ပါအောင်ဒီတငယ်ချင်းရေငါအရန်တော့ညစ်ရတယ်နောက်နေ့တိုင်ငါ့ကိုဆိုးဆော့လာပြီးပါအောင်အဲ့ဒါတော့သူလူတိုင်းလိုက်တောင်းမှန်နေရတာလေအဲ့ဆိုညဘက်တီတအားရိုက်တဲ့အခါကျမနဲ့ဆိုရှူတရနောက်ကြပါဆိုးလို့လေဒီမှာလေဘာပြောပါထုံတော့ကတကယ်သူရဲ့အလုပ်ကိုသူကတာဝန်ကျေတယ်အဲပါတဲ့သူတွေအမှုပညာရှင်တွေပေါ်မှာလဲတာဝန်ကျေအောင်သူဆက်ဆံတယ် အကိုလေးကလည်းပဲပြောရလို့ရှိရဒီလိုပေါ့နော်ဟိုသူ့ကိုဝင်းရံပေးရတတ်တယ်သူလာပြောတဲ့ဟာကိုရင်းမအစီစဉ်လည်းမရှိသလိုဘာဇလန်ဆိုတာလည်းကျွန်တော်တို့သိချာချာတော့မသိဘူးပေါ့နော်မိတင်ရောက်တော့မသိဘူးဒါကသူ့ကိုချစ်တဲ့သူတွေဝိုင်းဝန်းပြီးတော့သူ့ကိုရံပေးကြတဲ့ကားတကားပါအာသူတို့အနေနဲ့ကလည်းသူထားတဲ့စိတ်သူအကျိုးပေးတယ်သူကလူချစ်လူကြောက်တယ်အဲ့ဒါကြောင့်မို့ကျမတို့ကလည်းသူကူညီတောင်းတဲ့အချိန်မှာကျမတို့ကလည်းမငင်းပါဘူး အဲသူပြောတဲ့အတိုင်းပါပဲကျွန်တော်တို့အကောလုံးတွေးစားပြီးတော့တရုတ်ဆောင်ပြီးပါတယ်အာပြီးတဲ့အခါကျတော့အခုဆိုလို့ရှိရင်လည်းပဲသူ့ရဲ့ပြင်ပခံပြီးတော့ prisoner လုပ်တယ်ပေါ့နော်အာဒါကဒီရဲ့ကားပေါ်မှာထားတဲ့စေတနာပါ အဲ့တော့ကျမခုနကပြောသလိုပါပဲကျမတို့ကိုအတိမတ်ပြုခြင်းထက်ထွန်းထွန်းကိုအတိမတ်ပြုရင်တော့ပို့ပြီးတော့ပြောပြပါမှာလို့ဆိုတော့ तू ကလည်းအတိမတ်ပြုဖို့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်မိပါတယ်ဒီကားမှာလေအဲ့ဆာကြတော့ထွန်းထွန်းရှင်းဆက်ပြီးတော့ဒီလိုပဲစီစဉ်သူတွေစီစဉ်သူသူ့ဇလန်းတွေရိုက်မဲ့ကားတွေလည်းသူရှိပါရှိမှာပါပေါ့နော်အဲအဲ့ဇလန်းတိုင်းကလည်းထူးခြားတဲ့ကားမျိုးလေးတွေဖြစ်မှာပါအာပြီးတဲ့အခါကျတော့ကျမတို့ဒီကားကိုအစဆုံးမကြည့်ရသေးဘူးပေါ့ရှင်အာလူတွေစိတ်ဝင်စားမှုခံရတာတော့ကျမတို့ တွေ့ရတယ်လေဟိုလူမှုကွန်ရက်မှာလေအဲ့လိုဆိုတဲ့အခါကျတော့အခုနာစကားပဲထပ်ပြောရလို့ရှင်တော့ကျမတို့အတိမတ်ပြုခြင်းတက်အဲထွန်းထွန်းအတိမတ်ပြုလို့ရှင်ပို့ပြီးတော့ဝမ်းသာရမှာပါအကောလုံးကတော့ဟိုတငယ်ချင်းတွေဟိုသွတ်စုပေးလိုက်တယ်လို့ပဲအဲ့တော့သူကလူခွဲရလဲခတ်တယ် စကားပြောဖို့ခွဲရလဲခဲ့တယ်ဘင်းနဲ့မှရောင်ပေးပေးနဲ့ချုံးဝင်ဆိုတဲ့သဘောနဲ့စကားပြောနေဆိုဘင်းနဲ့မှရောင်ပေးပေးနဲ့ကိုစမ်းမေးမှရှိလိုက်ပြီဆိုသူကအဲ့အဲ့ဟာကိုလည်းမခွဲရဲဘူးအဲ့စကားလူလူလုံးကြည့်ရတယ်သူမခွဲရဲဘူးဘင်းနဲ့လေလထိုင်းနဲ့မျောတယ်ကိုရလည်းရွှဲရွှဲတော့တမင်စကားပြောတယ်โอเคပါသိသိကြပါလေ